အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဆင်ရောဖြစ်ပါတယ်2025ခုနှစ်စက်တင်ဘာလ28ရက်စေတရင် ကောက်နှုတ်သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ဘဟုတိုင်းနောက်ချမ်းဗရောင်းတန်တဲ့ညောင်ကျိုးဒေသကိုအင်အားစီစီဆဲ CNN တုံစီထမှန်ဖြစ်တင်ထားတာတွေ့ရပါတယ်ညောင်ချီတော်တော်ကိုကျမ်းဖက်တက်ကအပြည့်အဝထိမ့်ထုတ်ထားပြီးချက်တန်းအုံပြုခွင့်ကိုပါကန့်သက်ထားတာကိုလည်းတွေ့ရပါတယ် ီးခဲ့တဲ့ရက်ကဒေတာကန်တွေကိုရွှေပြောင်းဖို့အမိန်ပေးခဲ့တဲ့မိုင်နိုင်မှတ်28နီးလှစင်တော်မှာတွဲကားနဲ့တင်ဆောင်လာတဲ့တန်ချက်ကတိုက်ခိုက်ရေးရင်သုံးစီးရောက်ရှိနေပါတယ်။တန်ချက်ကရင်မျိုးစားစီစဉ်နေတဲ့ဖြစ်ပြီးတောခုတ်ခါပြစ်ပေါက်ဖောက်နေတယ်လို့သိရှိရပါတယ်။တံခိုးတောင်ကြားလမ်းဟိုးထိုးစစ်စင်မှုတကယ်ပဲအစင်းနေဖြစ်နေတာလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။လာမယ့်ရန်နှင်းငယ်တွေမှာလည်းတောင်ကျောပေါ်ကိုဖဲကြီးတပွေလာဖို့ရှိပါတယ် မိုင်ရိုင်မဲ့29ဆိုတာဒီအုတ်ရှစ်ပင်လမ်းစုံနဲ့သုံးမိုင်မြတာကွာဝေးတာဖြစ်ပါတယ်တော်လံပြည်သူများအလွန်နှီးပါးရတယ်လေညောင်ကျိုးစခန်းဟာအုတ်ရှစ်ပင်လမ်းစုံနဲ့29မိုင်ကျော်ကွာဝေးတာဖြစ်ပြီးတောင်ကုတ်တောင်ကြားလမ်းရဲ့အဓိကစခန်းတစ်ခုကိုအချမ်းဖက်တက်ဟာလက်လွတ်ခဲ့ရပြီးမှပြန်လည်ရယူနိုင်မှုစူးစမ်းနေကြတာဖြစ်ပါတယ်တပြန်နေ့ညနေပိုင်းမှာတောင်ကုန်းမြို့ပေါ်ကဖုန်းတော်ကြီးအကြောင်းကိုပေါင်900ဘုံကျဲချတိုက်ခိုက်သွားခဲ့တာရှိပါတယ် အဆိုပါဘုံကျတိုက်ခိုက်မှုကြောင့်ဘုံအင်းကြောင်းကိုတိုက်ရိုက်ထိမှန်ပြီးပြိုကျပျက်စီးသွားခဲ့ရပါတယ်။အကြမ်းတ်တာရခိုင်တောင်ပိုင်းကိုဗရောင်းတောင်ကုန်းလမ်းကနေထိုးဖောက်ဝင်ရောက်ဖို့ဆိုတာကတော့အင်အားဘလောက်ညံများစတင်းနိုင်မလဲဆိုတာခံမှန်းရဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။စခိုင်းတိုင်းဒဇယ်မြို့ကံထုမှကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံရရပါတယ်။ နိုဘယ်ဝမ်း73စီအနီးချရောက်ပေါက်ွဲခဲ့တာကြောင့်အပြစ်မဲ့ပြည်သူတေဆုံးထိခိုက်မှုတွေရှိခဲ့ရပါတယ်။ဒဇယ်မျိုးဟာဇီးကုန်းနယ်မြေရဲစခန်းနဲ့အနီးဆုံးတည်ရှိတဲ့မြို့ဖြစ်တဲ့အတွက်မိစ္ဆာလေးတဲ့ဟာအကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ကမ်လူမျိုးနယ်ချင်းမြင့်ချင်းခြေကုန်းစခန်းကနေအင်အား60ဝန်းကျင်ရှိစစ်ကြောင်းတစ်ကြောင်းလှုပ်ရှားနေတာရှိပါတယ်။ ကြည်ကုန်းခွေးကုန်းရွာစဉ်တိုင်းမော်တော်ယာဉ်နှစ်စီးအရန်သစ်လိုက်ပါလေရွေးရှားလာခဲ့ပြီးကာဘိုရဲမှန်စာတင်ကြောင်းအတွင်းယာယီအခြေပြုတာရှိခဲ့ပါတယ်။အင်အားရဲ့လေးပုံတစ်ပုံကိုအခြေပြုနေရာရဲ့အပြင်မှာကင်းရှည်ထုတ်ထားခဲ့ပါတယ်။ကင်းရှည်ထုတ်ထားခဲ့တဲ့ဆိုတော့စာနဲ့နဲ့ပါပါတော့ဖတ်တဲ့ငတိလို့ပြောရမှာဖြစ်ပါတယ်။တကယ်ဖြစ်ရင်အဲ့ဒီလိုစာအုပ်ကြီးသမားတွေပဲမှောက်လျက်လဲကြတာဖြစ်ပါတယ် ကလေးငယ်ဖားကနေတာအချိန်ကြီးကမျက်လုံးနဲ့မြင်အောင်ပြောရမယ်ဆိုရင်လုံခင်းပက်ချမ်းတချောဦးအကျန့်ဖက်စစ်တပ်ကအပြည့်ဝနီးပါးထိမ့်ချုပ်ခြေကုပ်ယူထားပြီးဖြစ်ပါတယ်ဂျိုကြားဂျိုကြားပြစ်ခတ်တယ်ဆိုတာကတော့နှိုလန့်လန့်လာရဲ့ခေါ်ပြစ်ပြစ်တဲ့အနေအထားဖြစ်ပါတယ်လေချောင်းပြစ်ကူယူပြီးအမြတ်ထုတ်တိုက်စစ်ဆင်နေတာကတော့အဆိုင်အောင်နေမျိုးကိုဖြစ်ပါတယ် စစ်ကြောင်းနေရာစမ်းကြွယ်အထိခြေလို့ယူနေတာကိုတွေ့ရတယ်လို့ယူမာအထိသာနေမြေရှင်းနိုင်ပြီဆိုရင်တော့အချမ်းဖက်တပ်ဖက်ကပြက်ပြက်သားသားအသာစီးရသွားနိုင်ခြင်းရှိပါတယ်။အချမ်းဖက်စစ်ကြောင်းလည်းရွေးကောက်ပွဲအတွက်ရေလိုတိုက်စစ်ဆင်နေကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲအလွန်ကာလတွေမှာတော့ဖားကန့်ဒေသကုလူချောင်းကြီးကလည်းဟိုအရင်တွေတုန်းကလိုပဲအယောင်တွေပြောင်းပြီးစံစင်နေကြမှာလွန့်လွန့်လေးလူးနေနေတာဖြစ်ပါလိမ့်မယ်။ င်းတော်ဤလုံးတုံချမ်းနေတိတုစစ်ခိမ်းမှာတော့မြေမြုံပိုင်းနဲ့မိပောက်ခွဲတဲ့အတွက်ဒေသခံတွေတိုက်ဆုံးခဲ့ရတာရှိပါတယ်တော်လိုင်းတရီဘက်က drone နဲ့ drone ပုံးသီးချတာဆိုပြီးရှမ်းနီပြည်သူဆက်ကဝါရဖြတ်နေတာကိုတွေ့ရပါတယ်။မိုင်းမျိုးသားကိုစီစစ်နေတဲ့သားဖြစ်ပြီးတေဆုံသူတွေထဲမှာကုမနဒေသခံတယောက်ကတော့ဘယ်ရင်အောင်မိုင်းသားမှန်ထိုင်ရာဖြစ်တဲ့အတွက်မြေမြုံမိုင်းဆိုတာဖြစ်ဖို့တော့ဂျာနုံနေနေပါပဲ။ ဝိုင်းမော်မြို့နယ်မှာတော့အကြမ်းဖက်တပ်ဟာအထိနာနေသေးတာဖြစ်ပါတယ်။လမြန်ကြီးရွာမှာရှိတဲ့ယာယီခြေကုပ်စခန်းတွေကိုစစ်ဆေးနေစဉ် KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းဖွဲ့တွေရဲ့လျှက်ပြပစ်ခတ်တိုက်ခိုက်မှုကြောင့်အမှတ်318ချင်းမြန်တိုင်ရဲ့ယာမလို့ခေါ်တဲ့တိုင်ရင်မှုစိုးရင်ရထိုင်ရနဲ့ဝိုင်းမော်ကိုပြန်လဲတည်ဆောင်သွားစဉ်လမ်းမှာမက်ဆီကြိုက်သွားပါတယ်။ကျုံတော့အကြမ်းဖက်စစ်တပ်မှာဒဏ်ရာရဖြစ်စဉ်ဆိုရင်အထက်ဌာနတွေကမေးလေရှိပါ ဆုံးလုံးလားလေးလုံးလားဆိုပြီးတော့မေးခြင်းဖြစ်ပါတယ်ဆုံးလုံးဆိုတာကစိုးရင်ရလေးလုံးဆိုတာကမစိုးရင်ရငါးလုံးဆိုရင်တော့သူစိုးရင်ပဲနှလုံးဖြစ်သွားပြီဆိုရင်တော့မက်စီကြိုက်ပြီဖြစ်ပါတယ်ဒါဆိုရင်တော့အလုံးတွေကြောင်းသိကြမယ်ထင်ပါတယ်ဝိုင်းဘော်ပဲအဲမှာရောက်နေတယ်အမှတ်338ချင်းပြန်တိုင်ဟာဒေတာကိုကေစစ်ဌာနချုပ်တိုင်းလက်အောက်ခံတပ်ဖြစ်ပါတယ် ဝရာဆုံးပြည်သူစစ်တရားလဲဖားကန်နဲ့ဝိုင်းမော်ဘက်ကိုရောက်နေတာတွေ့ရပါတယ်ဒီလိုဆိုပါလဲအချမ်းဖတ်တဲ့ဟာခူကောင်းလွေပြင်ကိုစစ်မဲ့ဆုံးအဖြစ်ဖန်တီးထားခဲ့ပြီးဗလာမင်းနဲ့တရာအရှိဘက်ချမ်းကိုဆက်ပြီးရောက်အောင်တိုးမဲ့အနေထားရှိနေတယ်လို့ခံမှန်းရပါတယ်မန္တလေးတိုင်းမရယာမြို့နယ်အတွင်းမှာတော့ထမ်းမင်ကုန်းနဲ့ကြော်ရားဘက်ကိုထိတော့မိုးကနေလက်နေကြီးနဲ့ရန်ဖန်ရန်ခါပြစ်ခတ်တာကလွဲလို့ထူးခြားမှုအများကြီးရှိမနေဘူးလို့ယူဆရပါတယ် တတိယကိစ္စမှာတော့ follow view down ကိုအထိုင်ချနိုင်မှုစ조사နေသေးတာဖြစ်ပါတယ် follow ပါကြတဲ့တဝိုက်ကကာကင်းတွေကိုတွေးလို့ဆန်းချင်းကပ်လာတာကိုတွေ့ရပါတယ်မြင်းညာမျိုးနဲ့ညောင်မေရွာဖြစ်စင်မှာတော့နာမည်ကြီးတီရာရွမွန်ရဲ့စစ်ကြောင်းအထိနာခဲ့တာရှိပါတယ်စီရာယုံမွန်ရဲ့နာမည်တော်သောမှုကိုအသုံးချပြီးအချမ်းဖက်တက်ဟာတဲကျက်လုလာတဲ့အနေအထားဖြစ်ပါတယ် တနည်းအားဖြင့်ပြောင်းလဲနေတဲ့ဒေသခံအင်အားစုတွေကိုတနည်းအားထဲမှာစုစည်းလာအောင်လုပ်လာတယ်လို့ယူဆရပါတယ်။တဖြည်းဖြည်းနဲ့တီတာယူမွန်ရဲ့လက်တံနဲ့အာနာကြီးထွားလာမှုကိုလည်းမိထီလာတတ်နေကပါခရုဆိုင်ကြီးစောင့်ကြည့်လာနေပြီဖြစ်ပါတယ်။နထိုးကြီးမျိုးနဲ့ရွာသားအေးကိုခိတရောင်ပြဝင်လာတဲ့အင်အား80ခန့်စစ်ကြောင်းဟာအိမ်ကြီးတော်ရွာကိုမိရှုဖျက်ဆီးခဲ့ပြီးရွာနေရွာကြားဖုံးကြီးကျောင်းမှာအခြေပြုတပ်ဆွဲလျက်ရှိပါတယ်။ မခွေးတိုင်းနိုင်ငံစစ်မြက်နာမှာတော့တမြန်နေ့ညနေပိုင်းကအမှတ်385အမြောက်တရင်ကနေလက်နက်ကြီးပြစ်ခတ်မှုရှိခဲ့ပါတယ်။ဂျမန်နေ့မနေ့မှာတော့ရင်မော်လိုက်အဆောင်ရှောင်းအနေငယ်နဲ့စစ်ရင်သား၂စီးဇေညွန်းလန်တိုင်းနိုင်ငံဘက်သို့တက်သွားတာရှိခဲ့ပါတယ်။ပရနာဆုံးကြောက်တန်းလေးစီဒီအနီးအနောက်ပိုင်းတိုင်းစစ်သားနာချုပ်ဂျာစကန်နေရာကိုလုံခြုံရေးဖြစ်တင်းပြီးတန်ရှင်းရေးပြုလုပ်နေတာကိုတွေ့ရပါတယ်။ အနောက်ပိုင်းတိုင်းစစ်တပ်နာချုပ်အန်းကိုလက်လွတ်အပ်ပြီးနောက်ပိုင်းမှာအဆိုပါဂျားစကန်ဟာယာယီရုပ်သိမ်းသွားတာဖြစ်ပါတယ်။ဂျမန်လေးကပြောခဲ့တယ်အန်းတိုက်စစ်ကို တိုင်မှုအသက်ဟာအသက်တွင်းတော့လေနီလား။စီမံချက်ကြီးတာကတော့ဘသူရေးရေးရေးလို့ရပါတယ်။တိုက်ခိုက်ရေးကြောင့်စာအုပ်ချုပ်တဲ့အန်ဒီရေးတောင်ရေးရပါတယ်။ဟိုကြီးတရားတိုင်မှာလားညာကတိုင်မှာလား နေ့တိုက်ပွဲနဲ့လားညတိုက်ပွဲနဲ့လားအမင်းနဲ့တင်ကြွေသွားစီမှာဖြစ်ပါတယ်။နောက်များကြရင်ခေဆက်ဆက်ဟုတ်ဟုတ်မဟုတ်ဟုတ်တောချုပ်ခန္ဓာနဲ့တက်ခဲ့ရေးကြောင်းမှာမူးလေလှလေနတ်မိမယ်လေးများအကြောင်းပြောပြပါဦးမယ်။အကြမ်းတက်ဟာသကိုးတိုင်းတဲ့ကနေလဲစစ်မျက်နှာဖွင့်မှုအားထုတ်နေတာဖြစ်ပါတယ်။စစ်တိုက်တယ်ဆိုတာအရန်နဲ့ဒူးရှိရတာဖြစ်ပါတယ်။ချမ်းပြည်ခြေပိုင်းနဲ့မြို့တော်ရန်ကုန်ကလွဲလို့ တဏ္ဍာရလုံးမရှူနိုင်မကဲနိုင်စစ်မျက်နှာဖွင့်ထားတာဖြစ်တဲ့အတွက်ဒီတိုင်းသာဆက်ပြီးစစ်မျက်နှာဖွင့်အောင်ကျွန်တော်တို့ဘက်ကလှုပ်ထားနိုင်မယ်ဆိုရင်တောင်အချိန်ကြာလာတဲ့မျှသူတို့ပါသူတို့တည်သွားနိုင်ရင်ရှိပါစီးနေတာကတော့နိုင်ရီကမှနည်းနည်းပြောင်းဆန်နေတာကိုတွေ့ရပါတယ်။နေချောင်းပြစ်ခုပေးနေရသလိုစတေရှင်အလဲကောင်ကနေလဲဂုံချောင်းများဘက်ကိုလက်နဲ့ကြည့်နေပြစ်ခုပေးနေရတာကိုတွေ့ရပါတယ်။ မြေတူးတဲ့တစည်းဝင်းချင်းတဲ့တစည်းအင်အား40ကရှိတဲ့စစ်မော်တော်ယာဉ်တစည်းခြံရလေးဆက်စီဘက်သို့တက်သွားတာလည်းရှိပါတယ်။မြေလက်ဘက်ကိုသွားတာဖြစ်နိုင်ခြင်းရှိတယ်လို့ဒေတာကန်တွေကခံမှန်းပါတယ်။အမှတ်905အမြစစ်စင်ကိုကဲမှုဌာနချုပ်ထဲကနေအင်အားပြည့်စစ်အင်အား3စီးဟာဗျံကြီးဇေမျိုးကနေတစ်ဆင့်နိုင်ဤကန်ကိုတက်သွားတာလည်းတွေ့ခဲ့ရပါတယ်။ဇေမျိုးဘုရားကနေအင်အား20ဝင်းကျင်ရှိစစ်ကြောင်းဟာ ။ပစီဘက်သို့လက်နက်ငယ်ပြစ်ဖောက်ပြီးထွက်ခွာသွားတာကိုလည်းတွေ့ရပါဗျ။ဂျမန်လေးနေခင်းမှာတော့ဗရန်တန်နယ်ကအင်အား80ဝန်းကျင်ရှိစစ်မော်တော်ယာဉ်၄စီးအားအမတ်ဆက်လီကာဝဲပစ္စည်းဆက်ယုံအတွင်းသို့ဝင်ရောက်လာတာရှိခဲ့ပါတယ်။နိုင်ငံတော်ဝိုက်ကစခန်းတစ်ခုခုလက်လွတ်ရမယ့်အနေအထားလို့ခံမှန်းရပါတယ်။စခန်းလဲညံ့ညံ့ဆဆတော့မကြံတော့ပါဘူး။ကြီးအမီပေါက်လို့ခေါ်တဲ့အကြီးဆုံးစခန်းဆိုလို့ကမ္ဘာလုံးစခန်း မျောစင်ကုန်းစခန်းစင်ကိုနာချမ်းဘက်ကအစုဘွက်ရဲ့လမ်းရွာဘက်ကခြေကုပ်စခန်းလေးတွေလောက်ပဲကျန်တော့တာဖြစ်ပါတယ်။ပေါင်းမြုံနယ်အတွင်းကစစ်ကြောင်းကြောင်းနဲ့ဒေသခံတော်လိုင်းရေးအားစုတွေနဲ့ထိတွေ့မှုဖြစ်ပွားခဲ့တာရှိပါတယ်။အဆိုပါရေမြူရာနီထိတွေ့ဖြစ်စင်မှာတော့ကာကွယ်ရေးတပ်တွေဘက်ကအထိကအဆုံရှုံရှိခဲ့တာကိုတွေ့ရပါတယ်။ကယင်ပြည်နယ်မှာတော့တောင်ရိပ်နဲ့ဟောင်စရော့မြင်းနှင်းချားမှာထိတွေ့တိုက်ပွဲတွေပြင်းထန်နေသေးဖြစ်ပါတယ်။ အကြမ်းဖက်တဘက်က BDM နဲ့ DKBA တိုက်ရင်တွေဝင်ပူပြီးတိုက်ပေမဲ့အထည်နာနေတာကိုတွေ့ရပါတယ်။လေကေကောနဲ့မော်ဝါကီဒေတာကိုတော့အကြမ်းဖက်တဟာလေချောင်းတက်ခိုက်မှုတဲ့လက်နက်ကြီးပစ်ကူယူပြီးတိုက်စစ်ဆင်နေပုံရပါတယ်။လူသစ်စုရတတတဲ့တွေအင်အားတုံးပြီးတက်နေပေမဲ့အထင်လောက်မပေါက်ဖြစ်နေစေလို့သုံးသပ်ရပါတယ်။ကျုံတို့များပါတိုင်းနဘူးလမ်းပိုင်းကိုတော့အကြမ်းဖက်တပ်ကခုတ်ပြင်းနေထိမ့်ချုပ်သွားနိုင်ပြီလို့ ယူဆရပါတယ် ဘာပဲပြောပြောဒေါနာတောင်ကျော်ကိုအခက်အခဲမရှိ ကော့ပက်ကော့ပက်နဲ့ဝင်ချလာခဲ့ပြီမဲ့လေးကီကောဝင်းကျင်မှာတော့တက်ပြက်ကဘဝပြည့်ရတော်မယ်နဲ့တူပါတယ်စားရတော့ထင်ပါတယ်ဒီစစ်ကြောင်းတွေအဝင်လာရှိမယ်အထက်တော့တယောက်မှရှိနိုင်မယ်မဟုတ်ဘူးလို့လူစစ်တွေမို့သားဘာမှမသိလို့အခုလိုမျိုးစိုက်ရဲတာဖြစ်ပါလိမ့်မယ်လေးကီကောဆိုတာကရင်ပြည်နယ်ရဲ့စစ်သင်းကြီးဟူတာမကြခင်ထပ်ပြီးကြည်ကြရအောင်မယ်လို့တော့ယူဆရပါတယ် ဖဲဟိကလောနဲ့မော်ဝါခိကြားဖလူမင်းလက်ပံကျောခွန်ပင် အဖိုးကုန်းနဲ့အဖွာကုန်းစတဲ့နယ်မြေတွေကိုတော့လက်နေကြီးပြတ်မှတ်မှတ်ပုံတင်ထားတယ်လို့သိရှိရပါတယ်ကျားရည်ကြီးမျိုးနဲ့အနန်းဝင်းခါစီစကန်ဝင်းကျင်မှာလည်းအချမ်းဖက်တက်ဟာနှစ်ဖက်ဖွင့်လက်တံလေးတွေနဲ့အောင်မြေချက်လာတဲ့အတွက်ထိတွေ့မှုတွေဇက်တိုက်ဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ကေမီနဲ့ဒေါမခါကိုတော့အချမ်းဖက်တက်ဟာအပြေဝမိပါထိရှုပ်နိုင်မှုစူးစမ်းနေတယ်ဖြစ်ပါတယ်။ မိုးပြဆက်တော်ရာဖယားနီဒေါဟန်ခါကနေညမဲ့ခုံဒီမော်တော်လမ်းမိုင်းကိုပြန်ပြီးခိုးပေါက်လိုဟန်ရှိပါတယ်ထေကုံကနေပြီးကင်းမဲ့ချမ်းကိုတော့လမ်းရောရောဂျာစီဦးလိုအနေထားရလက်တလောဖြစ်နိုင်မှုထက်ခဲနေပါတယ်ဘလူးချောင်းရဲ့ကြီးနေချိန်မို့ယခုအချိန်မှာစစ်ရနီးဖြင့်ရေပြင်ဖြတ်ကူးတဲ့သင်္ကန်းစာဟာအလုံးမဖြစ်နိုင်သေးဘူးဖြစ်ပါတယ်ဇေယျလူလမ်းမိုင်းဟာစစ်ကောင်စီဘက်ကယာနှုံးပြမထိတ်ချုံနိုင်သေးဘူးလို့ယူဆရပါတယ် ။စံမြန်လေးကတော့ဆိုးလက်ဆဲဘက်မှာအချမ်းဖက်တိုက်ရဲ့လှုပ်ရှားမှုတချို့ရှိနေပါတယ်။ဆိုပါရင်ကန်နစင်ဘက်ကနေဒေါငန်ခါကြောက်စေကံဖျားငုတ်တို့စတဲ့ဘက်တွေကိုဥတီလာနိုင်ကြီးရှိပါတယ်။ဇမန်နေမနေ့ကဒီဒေါကခါတဝိုင်းလက်နေကြီးပြစ်ခတ်မှုတွေရှိနေပြီးနေမိုင်ဘက်ကိုအကျန်းဖက် အဖွဲ့ရဲ့အကြမ်းဖက်တဲ့တချို့အသွင်ယူရောက်ရှိနေတယ်လို့သိရပေမဲ့အတီးပြုတ်နိုင်ရန်စီစစ်ဆဲတာဖြစ်ပါတယ် ထရူဆုံးပေါ်လာခဲ့လမ်းပိုင်းကတော့နှစ်ဖက်စလုံးခြေလုံးလက်လုံးဖြစ်နေတယ်လို့ဆိုရပါမယ်။ဒါကြောင့်ပြန်ဘိုးပြဲတိုက်ပွဲတွေကနေစလို့ဒေသခံကာဝေးတပ်တွေယာယီအသုံးမပြုရန်စော်ဟောတဲ့လမ်းပိုင်းတော်တော်များများဟာအချမ်းမဲ့တပ်ကစီးနင်းတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ကဲရာနေသာတနင်္လာညမြို့နယ်ထုံခါမောတော်လမ်းပိုင်းမှာအချမ်းမဲ့တပ်ရဲ့စစ်ကြောင်းတွေနဲ့ဒေသခံကာဝေးတပ်တွေမကြာခဏထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပါတယ်။ တင်းနိုင်မျိုးနဲ့ဆက်နမိုင်ကွာဝိသီဒေတာကံကာဝေးအင်အားစုတွေဟာစစ်ရေးဖော်ဆောင်လာနိုင်နေတာကိုတွေ့ရပါတယ်။ချမ်းမီနယ်မြောက်ပိုင်းနောင်ချိုမြို့ရဲ့မြောက်ဖက် စိတ်ဖူးအထိအကျန်းဖက်တိုက်ရဲစစ်တောင်းတွေရောက်ရှိလာပါတယ်။အဆိုပါစစ်တောင်းဟာယခုလ19ရက်နေ့ကစတင်ထွက်ခွာလာတာဖြစ်ပြီးအင်အားစီစစ်ဆဲစစ်ထွက်တိုက်ရင်သုံးရင်လို့သိရှိရပါတယ်။အစောပိုင်းမျက်နှာကယခုကြောင်မဲ့တိုက်စစ်နဲ့အတူတူဟုတ်ရမတူပဲ မိုင်းလုံလမ်းကြောင်းဖြစ်နိုင်ကြများတယ်လို့ယူဆရပါတယ်စစ်ကြောင်းရဲ့ဆေးရည်ညီမှန်းချက်ကိုတော့စုံစမ်းနေသေးတာဖြစ်ပါတယ်ကြောက်မဲတိုက်စစ်ကိုကြည့်မယ်ဆိုရင်တော့ဂျန်သူဟာဂျာညီမှန်းချက်ဖြစ်တဲ့စခန်းတာကိုရပြီးမှတပ်ဖြတ်မှုဟာထင်မှတ်မထားအောင်လင်မြန်လာတာကိုတွေ့ရပါတယ်ခုံအုံထိခြေပြင်းတက်တွေနေရာချနိုင်လိုက်တာကိုတွေ့ရပါတယ် နိုင်ခံကနေစခန်းတော်ကိုထပ်တက်မှာနောင်ပိန်မှာထားခဲ့တဲ့နောက်ချံတရင်သုံးရင်းကိုပါထပ်ဖြည့်လိုက်တာဖြစ်ပါဒါကြောင့်စခန်းတော်နဲ့နိုင်ခံကြမှာရင် အကျန်းဖက်တက်ရဲ့စစ်ဖက်တက်ရင်ကိုရင်လုံးရောက်နေပြီလို့ပြောရမှာဖြစ်ပါဒုနဲ့တိုက်စစ်ဆင်တာဖြစ်ပြီးတမတမလုံးဒီပါရှိတဲ့အင်အားစုဘွဲ့ကိုခြေမုံရေးဖြစ်တုံးလာတာကိုတွေ့ရပါတယ်။ အနည်းကဆုံးသုံးသပ်ရမယ်ဆိုရင်တော့ကြောင်မဲကို TNL နဲ့ပူပေါင်းတက်တွေနိုင်အများကြီးဆက်ပြီးထိန်းထားနိုင်တော့မှာမဟုတ်တော့ဘူးလို့ယူဆရပါတယ်။အဓိကတော့လေချောင်းပြစ်အားရဲ့ drone သုံးဆဲမှုနဲ့လူသစ်စုရတပ်သားစ်တွေကိုလှိုင်းလုံးတစ်ဖွဲ့သုံးလာတဲ့အနေအထားမျိုးလို့ကျွန်တော်တို့တွေးရှိရပါတယ်။သို့တော့ဂျမတ်တက်ဟာကြောင်မဲကိုရခဲ့မယ်ဆိုရင်သူတို့တက်တွေအတွက် စေရစိတ်ဓာတ်မြင့်တက်လာနိုင်မဲ့အခြေအနေရှိပေမဲ့တီဘောကိုဆက်တက်ရမှာဖြစ်ပါသေးတယ်။ဒါကြောင့်တက်တွေဟာအနာမရတဲ့အပြင်အင်အားထက်မှန်ဖြည့်တင်းမှုတွေမဖြစ်မနေပြုလုပ်ရအောင်မှာဖြစ်ပါတယ်။ကြောင်မဲမျိုးတဝိုက်ကိုပဲကွက်ပြစ်ချိန်းထားဖို့ဆိုပါလင်တက်ရင်ငါးရင်းစာလောက်သုံးရမှာဖြစ်ပါတယ်။ဂုတ်တိတ်ကရှေ့လာတယ်မှာဆိုရင်အသုံးပြုလို့ရနိုင်အောင်အစောတလင်ပြုတ်ပြင်နေတာကိုတွေ့ရပါတယ်။ ဆင်းရဲတဲ့ခရမ်းဈေးကပစ္စည်းတွေကိုယထာလန်အသုံးပြုပြီးစိတ်ကြိုက်ခြေတင်းလို့ရနိုင်ပေမဲ့လူဝင်အားခါသက်ပြတ်မသွားဘူးကုလီကူမာလောက်ရအောင်မှာဖြစ်ပါတယ်။ကုန်ပေးကိုစစ်ကောင်စီရဲ့စစ်ကြောင်းတွေစတင်ကြော်ဖြတ်လာခြင်းလောက်မှာပဲကြောက်မဲဒေသခံတွေဟာစပြီးနေရဆွတ်ခွာစစ်ဘေးရှောင်ကုန်ကြပါတယ်။လာကြုံမြို့မှာရောက်နေတဲ့စစ်ဘေးရှောင်တွေကိုတရုတ်စာတင် जा ပေးနေတယ်ဆိုတာကြီးကိုသိလိုက်ရတော့ဘလို့ကြီးလဲအာဆိုပြီးနင်းတင်းတင်းတောင်ဖြစ်သွားရပါတ အကြမ်းဖက်စစ်တပ်ကိုလက်တလောတနိုင်ငံလုံးပါမှာ56မြို့နယ်ကိုခြံလက်ပြီးစစ်မျက်နှာဖွင့်လှစ်မယ်ဆိုရင်တောင်အင်အားဟာလုံလောက်မှုရှိမနေသေးဘူးဖြစ်ပါတယ်။မျက်လုံးနဲ့ကွက်ခနဲမြင်အောင် ပြောရမယ်ဆိုရင်ရခိုင်တောင်ပိုင်းဟာလက်ရှိတိုက်နေတဲ့ကြောက်ဖြူအန်းတောင်ကုန်းစံတွဲဘွားစတဲ့၅မြို့နယ်ကိုခြံဖက်စစ်တပ်ဟာရွေးကောက်ပွဲကျင်းပနိုင်မှု ဆိုပါလေရခု ရွေးကောက်ပွဲလုပ်ဖို့ကြံရှိနေတဲ့အချိန်တွင်စည်ရင်းနေကြီးတက်တက်နဲ့ဆိုရင်တော့တက်မကြီး၅မကိုမဖြစ်မနေထုတ်သွင်းရမှာဖြစ်ပါတယ်တက်မကြီး၅မလည်းမရှိပါဘူးဒီလောက်အင်အားကြီးကတော့တရုတ်တိုင်းဟာတွေကလို့စေပြီးသားလူတွေပါထထပြီးပြန်ချရင်တောင်မပြည့်မီသေးတဲ့အနေအထားကိုတွေ့ရပါတချို့ဒီနေရာမှာပြောပါမယ်ကျွန်တော်များများ 61ဆိုတဲ့ခဏနဲ့56ဆိုတဲ့ကွာဟမှုကိုမျက်စိအနှဲငယ်လဲနေပါလိမ့်မယ်ဒီလိုချင်းနေဟာနှစ်ဖက်လုံးဓာတ်ရိုက်ကြည့်တော့လိန်ညာလို့မရပါဘူးအချမ်းပဲစီအုပ်စုကတော့စာမတက်ပေမတက်တွေဆိုတော့ဘေးလုံးမှာမှလက်ဆလက်နာမတည်တတ်တာကိုတွေ့ရပါတယ်နောက်ပြီးတော့ကကညင်းတို့ကကဆဲဆိုတဲ့ညွှန်ကြားရေးမှုရုံးတွေထပ်ပြီးတိုးချဲ့ထားတာဆိုတော့နည်းနည်းကြည့်နေနေပါသေးတယ် အကြမ်းဖက်တယ်ပထမဆုံးဝူရှူဝါဆိုပြီးတော့ထုတ်ပြန်လိုက်တဲ့62မြို့နယ်နဲ့63မြို့ဆိုတာအများကြီးတော့ကွာမှုမရှိလာပါဘူးမြို့နယ်ဆိုတာရုံးဆိုင်ရာမြို့ဖြစ်ပါတယ်မြို့နယ်ပြီးရင်မြို့နယ်ခွဲဆိုတာရှိပါသေးတယ်ကီနီမှာဆိုရင်ဂျွာတဲ့ဟာမြို့နယ်ခွဲဖြစ်ပြီးချင်းပြည်နယ်မှာဆိုရင် လိုင်လေးပြည်ဟာမြို့သာဖြစ်ပါဒီတော့ဘယ်ဖြစ်စေပါဘူး 56မြို့နယ်ချင်းညာပြီးမှာပဲဗမောက်မြို့နယ်ကိုထပ်ပြီးပူပူနွေ့နွေ့လေးဆုံးရှုံးထားရတာဖြစ်တဲ့အတွက်ချင်းမကိုင်းပြီးလက်မကိုင်းပြီးဖြစ်နေမှာကိုမြင်အောင်နေပါကြတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်